မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငတဲ့ရောက်တိုက်ပွဲအတွင်းစစ်ကြောင်းမှုစောစောစီစီတေကစေအုပ်စုဖီယိုဖီရဲ့ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တေဆောင်သူအယောက်80ကျော်ထဲမှာပကံညောင်မျိုးပေါ်မှာ ပြည်သူစင်အများပြားပါဝင်နေလို့သိရပါရတယ်။ မန္တလေးတိုင်းညောင်မြို့နယ်ငတရမြို့နယ်ကွယ်တွင်အင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့စစ်အုပ်စုတွေကိုစစ်ကြောင်းမှပါဝင်စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တော်လိုင်းတက်တွေကစီးစီးလုံးလုံးနဲ့ချိန်မုံနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကြောင်းကကျွန်တော်တို့တပ်ခွင်နယ်ကိုရောက်လာတဲ့ပေါ်အဓိကတော့ကျွန်တော်တို့ဖွဲ့ရင်းစီးစီးလုံးလုံးနဲ့ရှိလို့ဖြိုနိုင်ခဲ့တာပေါ့စစ်အုပ်စုဘက်ကစောစောစီးစီးစစ်ကြောင်းမှတည်သွားတော့ကျန်တဲ့သူတွေဖိအုပ်ဖိရဲဖြစ်သွားတယ်စစ်ကြောင်းမှအများဆုံးပါတာကလည်းပြည်သူစစ်ပြူတွေပါလို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်မလ14ရက်နေ့နေ့လယ်ပိုင်းကငတရမြို့နယ်ကွယ်တွင်စစ်ကြောင်းထိုး ်လာတဲ့မကွေအခြေဆိုင်တမ88လောက်ကန်ဆယ်အုပ်စုတွေနဲ့တော်လိုင်းတက်တွင်ထောင်ဝရွာနဲ့အိုးရင်ရွာကြားရောက်မှာတိုက်ပွဲဖြစ်ွားခဲ့ပြီးစစ်ကြောင်းမှုအပါစစ်သားနဲ့ပြူစော်တီ69ရောက်ထိနေရာမှာတင်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိသူတွေကိုစေရင်ပို့ဆောင်ကူတာရမှာ9ရောက်ထပ်မံတည်ဆုံးခဲ့ကြောင်းပကံပြည်ဘလူးတပ်ကထုတ်ပြန်ပါတယ်။ စစ်ကြောင်းမှာစစ်သားပါတာနေတဲ့အများဆုံးကပြည်သူစစ်ပြူတွေပဲဗကန်ညောင်မျိုးပေါ်ကခေါ်လာတာတွေပါတမ88နဲ့လောက်ကန်တက်တွင်ကစစ်သားဆင်ရောက်လောက်ပဲပါမယ်ပြည်သူစစ်က90ကျော်လောက်ကိုပါပါတယ်အများဆုံးတင်ကြတာပေါ့အဓိကတော့စစ်ကြောင်းမှုအစောကြီးတည်သွားတော့သူတို့မှ comment မရှိတော့ပဲဖျို့ဖျင်းဖြစ်ပြီးကျွန်တော်တို့တက်ကွင်းနဲ့ကိုရှောက်လာတဲ့အဲဒါကြောင့်မလို့ညောင်မျိုးနဲ့ပြည်သူကကွင်းဖွဲ့တာဝန်ရှိသူကပြောပါတယ်သူကပဲဆက်လက်ပြီးညောင်မျိုးနဲ့မှဒီပွဲကစစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိပြုတ်နိုင်ခဲ့တဲ့အောင်ပွဲလို့ပြောရပါမယ်တိုက်ပွဲအပြီးလေ ရင်နေ့စက်တိုက်ဝဲနဲ့လက်နက်ကြီးရိရန်တန်းဖြစ်တဲ့ပြည်သူနေအိမ်တွေထိခိုက်မှုရှိပါတယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကိုညောင်မြို့နယ်ဘကဖားစည်ရေးတာဝန်ခံရဲဘော်ပြဝီပကံပြည်ဘလူးတက်နဲ့ရဲဘော်ငတိတို့ဦးဆောင်ပြီးပကံပြည်ဘလူးတက် BGS တောင်တာမြို့နယ်ဘကဖားစကော်ပီယံ PP Defense ဖို့ညောင်ခရိုင်တန်ရင်ကနေမြင်းချံခရိုင်တန်ရင်သုံးလုံးပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲအတွင်းပကံပြည်ဘလူးတက်ဖွဲ့ဝင်တယောက်ကြာဆုံးခဲ့ရသလို BGS ကတက်ဖွဲ့ဝင်တယောက်လည်းထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ် ဆက်လက်ပြီးကမ်းဘလူမြို့နယ်မှာ PDF ရဲ့အယောင်ဆောင်စစ်ကောင်စီတပ်စစ်ကြောင်းအနေနဲ့တတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကမ်းဘလူမြို့နယ်အတွင်းရွှေဘုံမြေကြီးနာကံလန်ပိုင်းရှိရေရှင်ကြီးကျေးရွာထင်းချုံနိုင်ရေးစစ်ကောင်စီတပ်စစ်ကြောင်းကပြင်ဆင်နေပြီးအဆိုပါစစ်ကြောင်းက PDF ဝတ်စုံဝတ်စစ်ထားပြီးကံလန်ပြီးတလျှောက်ကျေးရွာတွင်စည်ရေးချင်းနေတတိပြုဖို့တော်လိုင်းတပ်ဖွဲ့တွေကအတိပေးထားပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကအင်အားတရာကျော်နဲ့ငပြောတိုင်းရွာတဲ့ပေကြီးကျေးရွာတို့မှတဆွေးထားပြီးဆက်လက်စစ်ကြောင်းထုတ်နေရလို့သတင်းရရှိပါတယ်။သူတို့အဓိကဦးတည် နေတာကရှေးရှင်ကြီးရွာဖြစ်တဲ့ PDF ဝတ်စုံတွေဝတ်ထားတဲ့ရှေးရှင်ကြီးအုံမှာသူတို့လမ်းပေါက်မှာအခုအနေခါမှာရွှေဘုံမြကြီးနာကာလန်ပင်ကရွာတွေအကုန်တည်ထားပေါ်လို့တဲ့စည်ရင်ချင်းတွေကဘာမှစိတ်ချလို့မရဘူးလို့တော်လိုင်းရဲဘော်တအုပ်ကပြောပါတယ်ကမ်ဘလူမြို့မှာတင်ကားတက်ရင်6000ချောင်းမှာစုဝင်ပြီးရင်တော့ ဖြူစော်တီများစစ်မှုရန်တင်နန်းစင်များစစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်တဲ့စစ်ကြောင်းတွေကဖေဖော်ဝါရီ15ရက်ကစပြီးစစ်ကြောင်းထိုးနေခြင်းဖြစ်ပါတယ်။ PDF ဝတ်စုံတွေဝတ်ပြီးပေကြီးချင်းရွာမှာအလူတခုကိုဝင်ရောက်စီနေတိုက်ခိုက်ပြီးအလူရှင်ပါဝင်ဒေသခံတွေကိုဖမ်းဆီးထားပါတယ်။ဒါအပြင်ချင်းရွာမှာတက်ဆွဲပြီးနောက်ဒေသခံတွေကိုပြင်ပကိုထွက်ခွင့်မပြီးတော့ကြောင်းကမ်ဘလူမျိုးကန်တအုပ်ကပြောပါတယ်။ဒီစစ်ကြောင်းကတော်တော်အနေကြီးရဲ့ PDF ဝတ်စုံတွေဝတ်ပြီးရွာထဲကိုဝင်လာတာဒေသခံတွေက PDF တွေလို့ထင်တာရွာသား6ယောက်ကိုတတ်ထားတယ်။ဒါကြောင့်နောက်ထပ်ဘေးရွာတွေလုံးချုံကြီး တွက်တော်တော်အရေးကြီးရဲ့လို့ပြည်သူ့ကာကွယ်ရေးဘော်တောင်းကပြောပါတယ်။အဆိုပါစစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေရှိနေပါတယ်။ဖီပွိုင်းနောက်ဆုံးဘက်ကတိုက်ပွဲမှာစစ်ကောင်စီရဲ့ကားတချို့ကိုကာကွယ်တပ်ဖွဲ့တွေကမိရှို့ဖျက်ဆီးခဲ့ပါတယ်။လက်တလောဒေသရင်းစီရင်ချင်းကြီးကြောင့်ကမ်ဘလူမျိုးနယ်မှာရွှေဘုံမြကြီးနာကလန်ပင်ကျွရွာတွေမှာဒေသခံများတိမ်းရှောင်နေရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ပြည်ပနိုင်ငံများကိုအလုတ်ကိုင်းနဲ့တွားရမှုအလုံးကိုကန့်သက်စီစဉ်လိုက်ကြောင်းစစ်ကောင်စီကတရားဝင်အသိပေးကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30မတိုင်မီအလုတ်ခေါ်စာအဟောင်းတွေနဲ့အလုတ်သမားစီလူပြီးမှအလုတ်ခေါ်စာအသစ်များထပ်မံစီစဉ်ခွင့်ပြုပြီးမှဖြစ်ပြီးအရေးအတွက်ကန့်သက်မယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုအလုတ်ကိုင်းနဲ့တွားရမှုအလုံးကိုကန့်သက်စီစဉ်လိုက်ပြီးဖြစ်ကြောင်းစစ်ကောင်စီကပြည်ပလုတ်ကိုင်းအေဂျင်စီတွေကိုဒီကနေ့မှတရားဝင်အသိပေးကြေညာလိုက်ကြောင်းသိရပါတယ်။စစ်ကောင်စီက February 10 ီရက်မှာစတင်ပြီးပြည်ပလုကိုင်းနဲ့တွားရမှုတွေကိုရက်ဆိုင်လိုက်ပြီးရနောက်မလဆယ်နေ့မှာ PG နိုင်ငံကုလမတ်နဲ့ပြည်ပသွားမယ့်အားလုံးအလုတ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲတွားရောက်ခွင့်မပြုလို့ကြေညာခဲ့ကြောင်းအဲဒီနောက်မလ18ရက်နေ့မှာတော့အလုတ်ခေါ်စာအဟောင်းတွေနဲ့ပြည်ပစီလုံးမှုတွေဆောင်ရွက်မှုတွေဆောင်ရွက်ပြီးမှသာအလုတ်ခေါ်စာအသေးတမန်လက်တာအသစ်တွေကိုစီစစ်ခွင့်ပြုပေးမယ်လို့ agency တွေထံကိုအကြောင်းကြားလာကြောင်းသိရပါတယ် ဇန်နဝါရီလ30ရက်နေ့မတိုင်မီအတည်ပြုထားတဲ့အလုတ္တမစာချုပ်တွေအလုတ်ခေါ်စာတွေကိုအရင်ရှင်းခိုင်းနေပြီးမှအလုတ်ခေါ်စာအသစ်တွေခွင့်ပြုမယ်ခွင့်ပြုမယ်ဆိုတာကလည်းအကုန်စီစဉ်မယ်အရေးအတွက်ကန့်သတ်မယ်လို့အလုတ္တမညွှန်ကြားရေးဦးစီးဌာနဘက်ကပြောလာပါတယ်အလုတ်ခေါ်စာတိုင်းကိုချမပြီးတော့ဘူးသက်ဆိုင်ရာနိုင်ငံမှာရှိရင်မြန်မာတန်ယုံတွေကစီစဉ်မယ်သွားမဲ့သူတွေကိုလည်းစီစဉ်မယ်အရင်လိုတော့မမြန်တော့ဘူးပြည်ပကိုအလုံးနဲ့ထွက်ဖို့ကအနည်းဆုံး6လကနေတနည်းလောက်တော့အချိန်ယူရမယ်လို့ပြည်ပအလုတ်ကိုင်အေဂျင်စီပန်ရှင်တအုပ်ကရှင်းပြပါတယ် အလုသမားညွန်ကြားရေးဦးစီးဌာနမှတရင်အရင်မြစ်ကတော့တလလင်းပြည်ပကိုအလုသမားထွက်ခွာခွင့်တထောင်ဦးဝင်းကျင်သာခွင့်ပြုမယ်လို့သိရှိထားကြောင်းတရင်ဌာနကိုပြောပါရယ်ဒါပြင်ပြည်ပအလုကိုင်းအေဂျင်စီများအနေနဲ့မိမိစီလွတ်တဲ့အလုသမားတွေရဲ့အိမ်ကိုငွေပြန်ပို့မှုနိုင်ငံတော်မှလိုအပ်လို့ဆင်ခေါ်ပါကအမိနိုင်ငံပြန်လာစေရန်ခေါ်ဆောင်ပေးရမယ်ဆိုတဲ့ဝန်ခံချက်ကိုပါလောက်ဆောင်မယ်အခြေအနေရှိနေကြောင်းအေဂျင်စီအတိုင်းဝိုင်းကဆိုပါရယ်မိန်ကလေးတွေလွတ်တယ်ဆိုရင်လည်းသူအိမ်ကိုငွေပြန်ပို့ဖို့အခွန်ဆောင်ဖို့အရာတွေကိုတာဝန်ယူပေးရမယ်လိုအပ်လို့နိုင်ငံကိုပြန် ြန်လာဖို့ပါခေါ်ဆောင်ပေးရမယ်လို့ပြောနေတယ်။အဲ့ဒါကတော့တည်ရဝင်းမတည်ရသေးဘူး။သတင်းတွေသိနေရတာသူများနိုင်ငံရောက်နေတဲ့သူကိုအိမ်ပြန်လာပါဆိုပြီးဘယ်လိုသွားခေါ်မလဲ။အခွန်ဆောင်တာနဲ့အိမ်ကိုငွေပြန်ပို့ဖို့ကတော့ပြောလို့ရပါတယ်လို့ထိုင်းနိုင်ငံကိုအလို့သမားများစီလွတ်နေတယ်။ပြည်ပလုတ်ကိုင်းအေဂျင်စီလုပ်ငန်းရှင်ကရှင်းပြပါတယ်။အကြံဖက်စစ်ကောင်စီကအသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းစစ်မှုထမ်းဖို့အကြောင်းဝင်နဲ့အမျိုးသားတွေအားလုံးပြည်ပကိုအလို့ကိုင်းနဲ့ထွက်ခွာခွင့်ကိုအပြီးပိတ်ပင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ ဇလပီစစ်ကောင်စီလောက်ခန့်ပြည်သူစစ် BNO BNI မှပူကြီးခွန်စောရခိုင်တိုက်ပွဲမှာတည်ဆောင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီလောက်ခန့်ပြည်သူစစ်ဘွဲ့ပုံအမျိုးသားအဖွဲ့ချုပ် BNO BNI မှပူကြီးခွန်စောကရခိုင်တိုက်ပွဲမှာတည်ဆောင်းသွားကြောင်းတည်ဆောင်းသူပူကြီးခွန်စောရဲ့မိတ်ဆွေတွေကပြောပါတယ်။မလ15ရက်နေ့ရခိုင်တိုက်ပွဲမှာပူကြီးခွန်စောတည်ဆောင်းသွားခြင်းဖြစ်ကြောင်းနိုင်ရည်ရည်စွန်သူကိုဖိတ်ကြားထားကြောင်းပူကြီးခွန်စောက BNO ပြည်သူစစ်ဘွဲ့ဝင်ဖြစ်ပြီးစီဆိုင်မျိုးဖျက်ပြူရက်ွက်မှာနေထိုင်သူဖြစ်ကြောင်းသိရပါတယ်။ BNO ့ဗိုလ်ကြီးခွန်စောကစီဆိုင်ဖိညက်ပြူရက်ွက်ကပါသူကပွင့်ရပြီးမှစစ်တပ်ထဲဝင်တာပါအရင်ဖြီသူစစ်ကနေတပ်ထဲဝင်တာဒရုန်းနည်းပညာပိုင်းတာဝန်ယူထားရတဲ့ဗမာစစ်သားတွေနဲ့ပေါင်းပြီးရခိုင်တိုက်ပွဲမှာသွားတိုက်ရင်သိဆုံးတာပါလို့မိတ်ဆွေတောင်းကရှင်းပြပါတယ်စစ်ကောင်စီလက်အောက်ကန် PNO ပြည်သူစစ်ဘွဲ့ဝင်တွေကအကြံဖက်စစ်ကောင်စီနဲ့အတူရှည်ရန်စစ်မြင်းနေပြင်းနေမှာပူးပေါင်းပါဝင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်ဆက်လက်ပြီးအများပြည်သူအပန်းဖြေရအင်ရကံပေါင်းမှလူငယ်ချောင်းကိုရှင်းများဖမ်းသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ် ်ရှန်ကုံမြို့မြမပလာဇာရှိအင်းရကံပေါင်မှာရှိနေတဲ့လူငယ်ချောင်းကိုရဲရီဖမ်းဆီးသွားတယ်လို့သိရပါတယ်။မလာ16ရက်ညနေ9:00မိနစ်40ခန်းမှာအများပြည်သူအပန်းပြေအနာယူရဖြစ်တဲ့ရန်ကင်းမြို့နယ်ကပိုင်ဖျားလန်ပင်မြမပလာဇာရှိအင်းရကံပေါင်ကိုရဲရီရောက်လာပြီးလူငယ်20ခန်းကိုတန်းစီထိုင်ခန်းကစစ်စီမြင်မြန်ပြီးရင်နောက်လူငယ်ချောင်းကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းရှန်ကုံစကော့နက်ဝတ်ကသတင်းထုတ်ပြန်ပါတယ်။ မတင်ငါလို့ခေါ်စစ်ပြီးဖန်ခေါ်သွားတဲ့ပုံစံမှာပြန်လွတ်ပေးလိုက်တဲ့ပုံရည်ရဲ့ဂီတာတည်းရဲ့သွေးပါရင်ဆိုတာနဲ့ဂီတာနဲ့ဖြောပြီးရဲ့ဖွဲလို့ယူဆရပါတယ်လို့ပြောပါတယ်လူငယ်များကိုမြည်သည့်အကြောင်းစစ်စစ်မင်းများတယ်ဆိုတာကိုမသိသလို့ဘလို့အကြောင်းကြောင်းကြောင်းလူငယ်၆ဦးကိုဖမ်းဆီးသွားလဲမသိကြောင်းအဲ့ဒီလူငယ်၆ဦးပြန်လွတ်မလွတ်လဲစုံစမ်းနေစေဖြစ်ကြောင်းမလ၁၈ရက်နေ့နေ့လယ်ပိုင်းမှာပြောပါတယ် ပဟန်းမျိုးနယ်ကနေအမျိုးသားတအုပ်ကကျွန်တော်အဲ့ဒီနေရာကိုညက်နေပန်းမကြာခဏရောက်တဲ့အဲ့ဒီမှာစပိန်စီးတဲ့လူငယ်တွေအသက်20ဝန်းကျင်နေပေါ့အုပ်စုလိုက်တွေ့လေးရှိတယ်။တခြားလူငယ်တွေလည်းညက်နေပတ်လာထိုင်ကြတယ်။မလ16ရက်ကမရောက်ဖြစ်ဘူး။ဒါပေမဲ့မနေ့ကရောက်တဲ့ငွေချင်းပြောပြလို့တည်ရတယ်။လူငယ်တွေဖမ်းသွားတာမှန်တယ်လို့ပြောပါရယ်။အဲ့ဒီလူငယ်6ဦးကို Sherry ကအင်စီက3စီပေါ်ဆွဲတင်ပြီးဖမ်းဆီးသွားတယ်လို့ Shangon Score Network ကထုတ်ပြန်ခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရယ်ရှင်။